တပည့်တော်ဖြစ်ခြင်း၏အဖို့အခ The Cost of Discipleship ကတိသာသနာတော်ဤနေ့စဉ်ကျမ်းစာထောက်ရှုခြင်းများကိုဝေမျှပေးနေပါတယ်။နိုဝင်ဘာလ9ရက်ဗုဒ္ဓနေ့အတွက်ပါအေဝံဂေလိကျမ်းရှင်လုကာအခန်းကြီး14အခန်းငယ်25မှ33အထိယနေ့ကြားနာရတဲ့အေဝံဂေလိကျမ်းစာမှာတပည့်တော်ဖြစ်ခြင်း၏အဖို့အခ the cost of discipleship ကိုရှင်းလင်းစွာ ဖော်ပြထားပါတယ်ခရစ်တော်နောက်လိုက်ခြင်းသည်ခိတ္တခဏစိတ်ခံစားမှုသို့မဟုတ်လွယ်ကူသောအရာမဟုတ်ဘဲခိုင်မာသောကတိကဝတ်ပြုခြင်း လိုအပ်ကြောင်းကိုယ်တော်ကသွန်သင်နေပါတယ်ပထမအချက်အနေနဲ့အမြင့်ဆုံးဦးစားပေးမှုအကြောင်းကိုထောက်ရှုကြဆို့သခင်ခရစ်တော်ကမိသားစုဝင်များကိုပင် မုံရမည်ဟု ပြောခြင်းသည်သာသာအတိုင်းမုံတီးရန်ဆိုလိုခြင်းထက် ဖျားသခင်နဲ့ဆက်ဆံရေးသည် အခြားမြည်သည့်ဆက်ဆံရေးထက်မဆိုပုံမှုအရေးကြီးပြီးအမြင့်ဆုံးဦးစားပေးရမည်ဟုသော အချက်ကိုအလေးပေးလိုကြောင်းဖြစ်ပါれမိသားစုသို့မဟုတ် အခြားချစ်ရသူများနှင့်ဆက်ဆံရေးသည်ဖျားသခင်နောက်လက်ရာတွင်အတားအဆီးဖြစ်လာပါက ထိုအရာများကိုဖျားသခင်အတွက်စွန့်လွတ်နိုင်ရပါမယ်ဒုတိယတစ်ချက်အနေနဲ့ကုံကြစရိတ်ကို တွေ့ချက်ချင်း ရဲတိုက်ဆောက်လုပ်သူနှင့်စစ်ချီမင်းတို့၏ပုံဥပမာများဟာဆင်ကျင်တုံတရားနှင့် ပြင်ဆင်မှု၏အရေးပါပုံကို ပြသပါသည်ခရစ်တော်၏တပည့်ဖြစ်ခြင်းသည်လည်းထိုနည်းတူစွာဂယုတစိုက်စဉ်စားသုံးသပ်ပြီးဆုံးဖြတ်ချက်ချရန် လိုအပ်ပါသည်အစာပြုပြီးအဆုံးမတတ်နိုင်ခြင်းမျိုးမဖြစ်စေရန်မိမိ၏ဂတိကဝတ်သည် ခိုင်မြဲရပါမည်တတိယအချက်နှင့်ဆွန့်လွတ်ခြင်းနှင့်လောကတိုင်း မိမိလက်ဝါးကားတိုင်းကိုထမ်းခြင်းသည် နေ့စဉ်ကြုံတွေ့နေရသောစိန်ခေါ်မှုများဆင်းရဲဒုက္ခများနှင့်ကိုကျိုးစွန့်အနှင့်နာခံမှုများကို လက်ခံခြင်းဖြစ်ပါသည်။တပည့်တော်ဖြစ်သူသည်မိမိပိုင်ဆိုင်သမျှအားလုံးကိုစွန့်လွှတ်ရန်ဆိုလိုသည်မှာလောကီဥစ္စာပစ္စည်းများနှင့်မိမိကိုကျိုးချစ်ခြင်းမှ လုံးဝကင်းကွာရန် လိုအပ်လှပါသည်။ဒါကြောင့်ဒီနေ့ကြားနိုင်ရတဲ့ဤကျမ်းပတ်၏အနှစ်သာရမှာ ဖျားသခင်ကိုအရာခတ်သိမ့်ထက်တာလွန်ချစ်မြတ်နိုးနိုင်ပြီးကိုရောဤခေါ်တန်ကိုနှလုံးသားအပြည့်ဖြင့်တုံ့ပြန်ရန်ထောက်ရှုကြရမှာဖြစ်ပါတယ်ကျွန်တော်တို့ဤနေ့စဉ်အသက်တာတွင်မြည်သည့်အရာကဖျားသခင်ထံမှကျွန်တော်တို့ကို ဝေးကွာနေစေပါသနည်းကျွန်တော်တို့သည်တပြည့်တော်ဖြစ်ချင်း အဖို့အခကို အမှန်တကယ်ပေးဆက်ရန်ဆန္ဒရှိပါသလားဟုမိမိကိုယ်ကို ထောက်ရှုရန် တိုက်တွန်းနှိုးဆော်ထားပါတယ်